ကတားမှာလူအခွင့်အရေးဆိုင်ရာတန်းတွေပြုလုပ် KNU စစ်ကောက်စီတတတူလက်နက်နဲ့အတူအလင်းဝင်နောင်ချိုး30ရွာကို လေကြောင်းကပုံကျဲလို့၃ဦးသေဆုံးတောင်တွင်ကြီးကပြူစောထိပ်ကောင်းဆောင်တူရှလင်ခံရမြင်းကြံထောင်မှာဒေါ်စန်းစုကြည်မွေးနေကြပြရွတ်သူတွေနှိပ်ဆက်ခံရရေစကြိုမှာစစ်ကောက်စီရိတ်ခါတင်ကားတစီ PDF fancy NUG ကာကွယ်ရေးဝန်ကြီးနဲ့ចောင်းသားလယုံတက်တို့တွေ့ဆုံဆွေးနွေးတဲ့တွင်ပါဝင် ဒီကနေ့ຫນွေဦးသတင်းစင်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံအတွင်းလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီးထိုင်းရောက်မြန်မာနိုင်ငံသားတွေအနေနဲ့စုဝေးဆန္ဒပြတဲ့နေရာတွေကိုရှောင်ရှားကြဖို့နဲ့ထိုင်းနိုင်ငံရဲ့လှုပ်ရှားမှုတွေမှာပါဝင်ခြင်းမပြုကြဖို့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံရေးဝန်ကြီးဌာနကဒီကနေ့ဇူလိုင်လ2ရက်နေ့မှာထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံသားတွေဟာထိုင်းနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုချိန်ချောက်နေသူတွေမဟုတ်ပဲမြန်မာနိုင်ငံအခြေအနေတည်ငြိမ်သွားရင်အမိနိုင်ငံကို ပြန်လည်နေထိုင်ကြမဲ့သူတွေသာဖြစ်တာကြောင့်လူသားချင်းစာနာပြီးဆက်လက်ကူညီစောင့်ရှောက်ဖို့ကိုလည်းထိုင်းပြည်အစိုးရလွှတ်တော်တပ်မတော်နဲ့ပြည်သူလူထုကို NUG ကမြစ်တိုက်ရက်ခံထားပါတယ်။ စကိုင်းတိုင်းကတာမြို့နယ်အတွင်းမှာရှိတဲ့မြို့နယ်တချို့မှာပြီးခဲ့တဲ့မေလနဲ့ဇွန်လအတွင်းဒေသခံတွေပါဖပကဖတွေနဲ့တော်လိုင်းရဲဘော်တွေကိုလူခွေရေးဆိုင်ရာတင်နန်းတွေပြုတ်လုခဲ့တယ်လို့မြို့သားညီညွတ်ရေးအစိုးရလူခွေရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ဒီတင်နန်းတွေမှာလူခွေရေးအခြေခံစစ်တီတော်ကျင့်ဝင်ဒီမိုကရေစီနဲ့ဖရယ်ပီတောင်စုအကြောင်းတွေကိုဆွေးနွေးခဲ့ကြပြီးဒေသခံတွေနဲ့ရဲဘော်တွေအတွက်အကျိုးရှိတဲ့တင်နန်းတွေဖြစ်ခဲ့တယ်လို့တက်ရောက်သူတွေကမှတ်ချက်ပြုခဲ့ကြပါတယ် ကင်မျိုးသားစည်းရုံးတမဟာလီဗိတ်တော်ခရိုင်ကိုစစ်ကောင်စီရဲ့ခမရ265ကတသားတူလက်နက်နဲ့တူအလင်းဝင်ရောက်ခဲ့တယ်လို့ဒီကနေ့မှထုတ်ပြန်လာပါတယ်တိုက်ပွဲဖြစ်ပွားနေတဲ့တနင်္သာရီမောတောင်လမ်းပိုင်းကနေထွက်ပြေးလာခဲ့တဲ့အဲ့ဒီစစ်ကောင်စီတပ်သားဟာဇူလိုင်လ၁ရက်နေ့ကလေးက KNU တပ်မဟာလီတရင်စစ်တဲ့ထံဝင်ရောက်ခိုလုံခဲ့တာဖြစ်ပြီး MA1 တနတ်တလက်နဲ့ခဲယမ်းတွေပါလာတယ်လို့ဆိုပါတယ်။ရှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့နယ်30ကျေးရွာကိုစစ်ကောင်စီကဒီကနေ့နေ့လယ်ပိုင်းမှာ လေချောင်းကနေဘုံဆက်တလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်မြို့သား၃ဦးသေဆုံးပြီးတဦးဒဏ်ရာရရှိခဲ့တယ်လို့ PSL နဲ့ DNL ကထုတ်ပြန်ထားပါတယ်။ဒီဘုံကျဲတိုက်ခိုက်မှုကြောင့်နေနှလုံးနဲ့ဘုံကြီးချောင်းနှစ်ချောင်းလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်အိုးပေါက်ကြီးရွာကအုတ်ချုပ်ရည်မှုပြူစောတိခေါင်းဆောင်ပူကြီးခေါ်ခင်မောင်လက်ကိုတော်လိုင်းရဲ့အဖွဲ့ကပြီးခဲ့တဲ့ဇွန်လ29ရက်နေ့မှာသူ့ရဲ့နေရင်အတွင်ဝင်ရောက်ဖိခတ်ရှင်းလင်းခဲ့တယ်လို့ပုံနာဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ပူကြီးခေါ်ခင်မောင်လက်ဟာပြည်သူတွေကိုချိန်ချောက်ရိုက်နှက်တာငွေကြေးအဆမတန်ကောက်ခံတာတွေလှုပ်ဆောင်နေသူဖြစ်ပြီးဖမ်းဆီးရမှာခုခံတာကြောင့်ပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုမှာတော်လိုင်းရဲဘော်တို့ကြာဆုံးခဲ့တယ်လို့ဝန်ထဲစွာထုတ်ဖော်ထားပါတယ်။ မြင်းညံထောင်တွင်ဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်တဲ့ဇွန်လ19ရက်နေ့မှာကြပြရွတ်ဆိုခဲ့ကြတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုထောင်ဝင်တန်းတွေကရိုက်နှက်ပြီးခြေချင်းခတ်တိုက်ပိတ်ထားတယ်လို့မြန်မာနိုင်ငံဆိုင်ရာနိုင်ငံရေးအကျဉ်းသားကိုရဲ့ PPNN ကဒီကနေ့ဇူလိုင်လ2ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ဒီကနေ့အချိန်ထိတိုက်ပိတ်ထားဆဲဖြစ်ပြီးဒဏ်ရာတွေကိုစေကူတာခွင့်မရသလိုထောင်ဝင်စာနဲ့ပါဆယ်ပို့ခွင့်ကိုလည်းကန့်သက်ထားတယ်လို့ဆိုပါတယ်။မွေးတိုင်းပခုတ်ကူတက်မှတရက်တက်ကနေရေစကြိုမြို့နယ် ခလာရ196ကိုရိခါပို့ဆောင်တဲ့စစ်ကောင်စီရဲ့ကားတစ်စီးကိုဒီကနေ့ဇွန်လ2ရက်နေ့မနက်9:00အချိန်ခန့်ကပခုတ်ကူရေစကြိုကားလမ်းပိုင်းတနေရာမှာစစ်ဆေးတွေ့ရှိပြီးဖမ်းဆီးခဲ့တယ်လို့ရေစကြိုပတ်ကဖကသတင်းထုတ်ပြန်ထားပါတယ်။ကားပေါ်မှာစံစီ73စီနဲ့တခြားရိခါတွေပါဝင်တယ်လို့သိရပါတယ်။ ကျောင်းသားတက်ဦးကျောင်းသားလက်ယုံတက်တော်ရဲ့ဗဟုဥဆောင်ကော်မတီဝင်တွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရကာဝေးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဥယျာဉ်မွန်တို့ဟာပြီးခဲ့တဲ့ဇွန်လ29ရက်နေ့ကအွန်လိုင်းကနေတွေ့ဆုံခဲ့ကြပါတယ်ဒီတွေ့ဆုံမှုအတွင်းမကွေးတိုင်းစစ်စင်ရေးစီမံချက်ဗဏ္ဍာရေးဆိုင်ရာကိစ္စတွေနဲ့မြေပြင်လုပ်ငန်းတွေကိုအတူတကွအကောင့်ထဲပေါင်နိုင်ရေးအတွက်ညှိနှိုင်းသဘောတူညီခဲ့တယ်လို့ကျောင်းသားလက်ယုံတက်တော်ကထုတ်ပြန်ထားပါတယ်အခုဖပြခဲ့တဲ့သတင်းတွေကတော့ ဇူလိုင်လ၂ရက်နေ့ညနေ၃နာရီထိ CJ platform ကစူးစီးရရှိထားတဲ့မျိုးဥတုလိုင်ရဲကမှတ်တမ်းများပဲဖြစ်ပါတယ်။ဒီအစည်းအဝေးလေးမှာသတင်းထည့်သွင်းဖော်ပြလိုတဲ့တော်လိုင်အင်အားစုတရင်တက်ဖွဲ့တွေအဖွဲ့အစည်းတွေအနေနဲ့ကျမတို့ရဲ့ CJ platform Facebook page Messenger ကနေလာရောက်ဆက်သွယ်ပေးပို့နိုင်ပါတယ်ရှင်။